ုတ်အဲဒီကားကကျွန်တော်တို့ဒါအကယ်၍ပေါ့နော်အဲအကယ်၍ဆိုရရုပ်ရှင်စကားဖြစ်ပါတယ်ပါဝင်တဲ့ဂျူရီကတော့အဲဒါစူပြေရဲ့အဲမြေမြေမူရဲ့စိုင်းစီရဲ့ပြီးနေထွက်ကဲမဆာလေးတို့အဲမေဘီဂျီတို့စမန်နူးစင်တို့ခြားသေးဆောင်လေးလည်းအများကြီးပါပါတယ်ဟုတ်ကဲ့အဲဒီကားကတော့လေပွင့်နေပြောရရင်ကျွန်တော်တို့ဒီပရမပရမဒီဇလန်တွဲအဖြစ် လူတိများခဲ့ဂျင်ပေါ်ပေါ့နော် ဲကျင်ပေါ်ကနေမှတစင်ဖြစ်ပေါ်လာတဲ့ကာရီတာတွေပေါ့ကာရီတာတွေဆိုတော့ဟိုဒီတေးတို့မြင်းမညာတို့အဲပြီးတော့ဆရာတို့ပေါ့နော်အဲဒီဒီသုံးပွင့်ဆိုင်ချစ်စံလမ်းမှာတစင်ဖြစ်တည်လာတဲ့အဲပြည်တက်ကဲတောင်းဆိုမှုတွေအများများတဲ့ခါကျတော့ထပ်ပြီးဖိုင်တီးပေးပါဆိုတဲ့ခါကျတော့အခုဒါကျွန်တော်ထပ်ပြီးတော့အဲစက်ကောင်ဒီကာရီတာတွေထပ်ဖြည့်ဖြည့်ပြီးတော့မှအဲကျွန်တော်တို့ ါအကယ်၍ဆိုရဲစကားအနေနဲ့ရုပ်ရှင်အနေနဲ့ရိုက်ကူးပြတ်တော့မှာပေါ့နော်အဲဇက်ကတော့ဆီယမဝေမျိုးတိကက်တကက်ဖြစ်ရမှန်ဇက်ပါအဲဖြစ်ရမှန်ဇက်တစ်ခုကိုကျွန်တော်တို့ကဆီယမတင်တဲ့အချိန်မှာလည်းကျွန်တော်ကြည်ရတာဖတ်ကြည်ရတာပေါ့နော်အရင်အဲရင်းနှင်းစရာကောင်းတဲ့အဖြစ်ပြက်လေးတစ်ခုပေါ့အဲဆိုတဲ့ခါကျတော့ကျွန်တော်ဒါကိုရုပ်ရှင်ဖြစ်ဖန်တီးမယ်ဆိုပြီးဆီယမရှာနေခွင့်ပြုချက်တောင်းပြီးတော့အဲစညွန်အကယ်မီ ADU ကိုရှိခိုင်းပြီးတော့ကျွန်တော်ဒါအခုဆိုဖန်တီးရောက်မှာပေါ့ဟုတ်ကဲ့အဲကွဲခြားမှုကတော့ ပို့ပြီးတော့ရေနာကြာကောင်းတဲ့ဖြစ်ပျက်တွေပုံမြင်ရမယ်ပေါ့နော်ဒီရုပ်ရှင်မှာပေါ့နော်ရုပ်ရှင်စကားတကားအနေနဲ့ပြီးတော့ဒီကာရီတာတွေဖန်တီးမှုမှာလည်းမတူညီတဲ့ကာရီတာတွေပေါ့နော်အဲဒါအရင်ကနေပြီးတော့လာတယ်ဆိုပေမဲ့အရင်ပုံစံတော့ဆက်သွားမှာမဟုတ်ဘူးနောက်ထပ်မတူတဲ့ပုံစံတွေထပ်ပြီးတော့ပြည်သက်ကိုထပ်ပြပေးမှာပေါ့အဲဒီကားလေးကိုကြည့်လို့ရှင်လေအဲမျိုးသမီးဘယ်လိုပြောမလဲဒီကောင်ဒီဒီကစားကားကြတော့လေ romance drama ပြီးတော့အိမ်တော်ကြီးတွေပါတယ် အင်အောင်ကြီးလည်းပါတယ်ဆိုတော့ဟိုယူတတ်ရင်တော့ရမှာပါကျွန်တော်ကတော့ဘယ်လိုပညာပေးရပါညာဆိုတော့ကြီးကြေးမပြောလို့ပါဘူးဒါပေမဲ့စကားတကောက်ကြီးတဲ့ခါမှာ entertainment ဖြစ်ကြမယ်ပြီးတော့ပေးတဲ့တယောက်ကခံယူချက်ပုံမူတည်ပြီးတော့သူတို့ယူရင်လည်းယူတယ်လို့ပေါ့နော်အဲပညာရစရာကြီးလည်းပါမှာပါခင်ဗျအဲ location ကတော့နည်းနည်းတရားလေးတော်တော်စုံတယ်အဲကျွန်တော်ဒီကလော်လေးသွားမယ် မွေဆောင်သွားမယ်ရန်ကုန်မှာလည်းရိုက်မယ်အဲ့လိုနေရာလေးရောနည်းနည်းစုံတယ်စကားလေးရလှလာလေးကြည့်ရမှာပါဟုတ်ကျွန်တော်ကအဓိကအဲနာမည်ထိုးရင်ဇက်နဲ့ပဲထိုးတယ်သူဟိုမင်းသားမင်းသမီးပဲပေါ့နော်အဲအခုဒီဇက်ကလည်းအဲမျိုးသမီးဇက်ဖြစ်နေတဲ့အတွက်အဲမိန်းမတွေရှေ့ထိုးရတဲ့ဘောပါရှေ့ကျင်ပေါ်တော့ကလည်းအဲ့လိုပဲလေအဲမျိုးသမီးဇက်ဖြစ်နေတဲ့ခါကျတော့အဲမျိုးသမီးနာမည်ရှေ့မှာထိုးတယ်အခု ီကားလည်းဒီလိုပဲကျွန်တော်ရှေ့အရင်အရင်တော့ကလည်းဒီလိုပါပဲဥမာပိုးဝင်ကဘာလို့ဘာလို့ရိုက်ကတော့ဆိုလဲချောရနာလို့ဘာလို့ရှေ့ဆုံးကတပိုးပါပဲဟိုဒါကတော့ကျွန်တော်ရဲ့ပုံလို့ပြောလို့ရတယ်ဗောနော်ဇကာတကားမှာဘယ်သူက main ဖြစ်လဲဘယ်သူကအရေးပါဆုံးလဲအဲ့အရေးပါတဲ့ main ဖြစ်တဲ့သူတွေကျွန်တော်ရှေ့မှာထိုးလေးရှိတယ်ဟို main ကလေးမို့လို့နောက်ပို့ယောက်ျားလေးမို့လို့ရှေ့ထိုးကျွန်တော်မှအဲ့လိုတော့မရှိပါဘူးဟုတ်အဲ pressure ကတော့ဘယ်လိုပြောမလဲရုပ်ရှင်ကားကြီးတကားလည်းဖြစ်တဲ့ခါကြတာလေ ျွန်တော်ဇလန်းတွဲလိုမျိုးယုံမှလာကြည့်ရမျိုးမဟုတ်ဘူးအဲ့ဒါတော့ pressure နဲ့ကြီးရပေါ့ဥပမာကိုကဖန်တီးလိုက်တဲ့ခါမှာယုံတင်တဲ့ခါအဲပြိတ္တမကြိုက်မှလူမဝင်မှအဲ့ဒါတော့ dramatic ဆိုရင်အဆိုးရိမ်တဲ့ချက်ပေါ့နော်ဆိုတော့ဟို bear pressure ကြီးလဲဆိုတော့အဲ့ pressure ကတော့အကြီးဆုံးပဲအဲ့ pressure ကြီးရတဲ့အတွက်ကျွန်တော်တို့ကဘာပဲလေးပဲလုပ်လို့ဟိုအကောင်းဆုံးဖြစ်အောင်ပဲလုပ်မယ်ဆိုရယ်စိတ်ထည့်ထားတဲ့အတွက်အဲဒီစကားစပြီးတော့ တဲနေပြီဆိုတော့စိတ်ထဲမှာအဲ့လိုမျိုးကြီးတောင်ဝင်းတစ်ခုလိုလေးနေတာအခုချိန်ကြီးပဲဇကာမပြီးရိုက်မပြီးချင်းကျော်အဲ့လုံးကြီးကြာသွားမှမချင်းအခုချိန်ကြီးနားလေးမှာတစ်ခုခုစုပ်နေတယ်ဟုတ်ကဲ့အာဇကာကိုမတီရှင်းမပေးတော့မမှန်ငယ်တော့ဒီဇကာကပြည်သက်တီတောင်းဆိုမှုအာကောင်းလို့ဖြစ်လာတာလို့ပြောလို့ရဟိုအကြောင်းကျင်ပေါ်ပြီးသွားတဲ့နောက်ပိုင်းမှာပေါ့နော်ပြည်သက်တီကဒီအတွဲထက်ရိုက်ပြီးပါ ထက်ကြည့်ကျင်နေဆိုရဲတောင်းဆိုမှုတွေ comment တွေပေါ့နော် Facebook စီမှာဖုန်းတွေရောအဲ့လိုမျိုးတောင်းဆိုမှုတွေအများများတဲ့အခါကျတော့အဲကျွန်တော် producer site ကရောကျွန်တော် trader site တွေရောဒါပြည့်တဲ့အတွက်ဖန်တီးပြီးမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဒါရိုက်ဖို့ဖြစ်လာဆိုတော့တကယ်လို့ track ခဲ့ရင်လည်းဆက်ဆက်စောင့်မျှော်အားပေးဖို့တော့တောင်းဝန်ယူပါလို့အဲ့လိုပြောချင်ပါတယ်โอเคကျေးဇူးတင်ပါတယ်ခင်ဗျ thank you